ကလားပွဲစည်းတဲ့ဒီစီရဒီ RNA ဟောငွေချထပ်ပေါင်းမှုတွေဈာန်ဝင်ပါလို့ဆိုပြီးထပ်ပြီးလှုံ့ဆော်မှုတွေကိုပြုလုပ်ခဲ့တယ်လို့ထပ်ပြီးတော့ဒီပေါက်ကွယ်မှုဖြစ်တဲ့အထက်မှာဒီပေါက်ကွယ်မှုဖြစ်တဲ့ဟာကလည်းဒီဘင်္ဂလီဘေကိုဟာလက်နဲ့ပဲပို့ဖို့အတွက်ဒီအာဖဂန်နီစတန်ကဟောဘုံဘူပေါက်ကွယ်ကြရဆိုပြီးတော့ဒါဖြွားတော့ပေါ့ရခိုင်ပြည်နယ်စစ်တွေမြို့အခြေဆိုင် RIA သတင်းဌာနကအရေးပါချုပ်ကိုမင်းမင်းရဲ့နေအိမ်ပေါက်ကွယ်မှုဟာမတ်လ10ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီလိုပောက်ကွဲမှုဟာ RAE သတင်းဌာနရဲ့သတင်းဖော်ပြမှုတွေနဲ့ဆက်ဆက်တယ်လို့ကိုမင်းမင်းကယူဆထားပါဗျ။ကိုမင်းမင်းရဲ့နေအိမ်ပောက်ကွဲမှုဖြစ်စဉ်ဟာ RAE သတင်းဌာနတစ်ခုလုံးကိုရည်ရွယ်တာကြောင့်ဒီဖြစ်ရပ်ကိုကြည့်ချင်းအဖြစ်မြန်မာနိုင်ငံကရဲတပ်ဖွဲ့တွေအရန်ကိုအားနည်းနေတယ်ဆိုတာသိတာလေလို့ကိုမင်းမင်းကဆိုပါတယ်။သတင်းသမားတွေရဲ့လွတ်လပ်စွာသတင်းရေးသားခွင့်နဲ့သတင်းရေးသားမှုကြောင့်ဖြစ်ပေါ်လာမဲ့အနေရီကိုကာကွယ်ပေးနိုင်မဲ့ဥပဒေတစ်ခုလိုအပ်နေကြောင်းကိုလည်းအကြံပြုခဲ့ပါသေးတယ်။ သတင်းထောက်လျောက်ရနေကိုဘုံနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စကိုကြည့်မယ်ဆိုရင်ဒါဒီမြန်မာနိုင်ငံတရားဥပဒေစိုးမိုးရေးအပိုင်ပေါ့နော်ဒါကကိုရော RN တခုတည်းမဟုတ်ဘူးဒီကနေ့တတော်ရတယ်လည်းပဲ CEO ်ဦးတန်ဆောင်အောင်လို့ဆိုလည်းလိုချင်ခံခဲ့ရတော့ကိုပါတီလို့ဆိုလည်းတက်သက်ဆုံးခဲ့တယ်ဒီဖြစ်စဉ်တွေကိုကြည့်ရင်တရားဥပဒေစိုးမိုးရမြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေနဲ့ဟိုအကျန်အားနည်းနေစေဆိုတာကိုတွေ့ရတယ်တချို့ကိစ္စတွေကိုဒီဟိုပြည်ရေးဒီရာဇဝတ်မှုခင်းနေတဲ့တွာလာထဆိုင်ဥပမာကလင်းကြီးပန်းနှိမ့်စက်မှုဆိုရင်ကလင်းကြီးမင်းဆိုတက်တက်ဥပဒေရှိတယ်လို့မျိုးပေါ့နော်တတိယမီဒီယာသမားတွေကအကာအကွယ်ပေးမဲ့ဥပဒေဖြစ်တယ်ဒီစေဖို့လိုအပ်ပါတယ် RIA တရင်ဌာနကို 2015ခုနှစ်ဩဂုတ်လ31ရက်နေ့ကစတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာနောက်ဆုံးသတင်းပတ်မှာစတင်ဖြစ်ပွားခဲ့တဲ့ရခိုင်တပ်မတော် AA နဲ့မြမတပ်မတော်တို့ကြားကတိုက်ပွဲတွေနဲ့နောက်ဆက်တွဲရေးသားခဲ့တဲ့သတင်းတွေနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းမှာပါတီတစ်တရဲ့ပေါ်လာမယ်ဆိုတဲ့သတင်းတွေထုတ်လုပ်ပြီးချိန်မှာအင်တာနက် Facebook စာမျက်နှာတွေမှာအမုန်းစကားလှုံ့ဆော်မှုတွေရှိခဲ့ပြီးဒီလိုချင်းကျမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့သဘောထားထုတ်ပြန်ချက်တစ်စောင်းကိုလည်း Master 14ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်။ ကိုမင်းမင်းနေပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်တွေမျိုးမရဲစခန်းမှာ1908ခုနှစ်ပောက်ကွဲစေတဲ့အရာဝတ္ထုပစ္စည်းအုပ်ပရေပုံမှန်၃နဲ့အမှုဖွင့်စုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်။